မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဒီဇင်ဘာလ2ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်စကမ်းသိန်းတိုက်ပွဲသတင်းကတော့ချင်းပြည်နယ်ဟာခါမြို့နယ်ဟာခါနယ်ထန်တလန်ကြားမှာရှိတဲ့တီမြေချောင်းအနီးကစစ်ကောင်စီရဲ့တပ်စခန်းများဟာခါမြို့ကာကင်းစခန်းများစုစုပေါင်းစစ်ကောင်စီရဲ့တပ်စခန်း၄ခုကိုချင်းပြည်အစိုးရပူးပေါင်းတပ်များကတိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်နိုဝင်ဘာလ30ရက်နေ့ကဟာခါနယ်ထန်တလန်ကြားမှာရှိတဲ့တီမြေစခန်းအမ်ပူဖုတ်နက်စခန်း နောင်တလတ်ဘိုစခန်းနဲ့ KM တလန် Raven Zone စခန်းများကိုချင်းပြည်အစိုးရပူးပေါင်းတပ်များကတိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီစခန်းသိမ်းတိုက်ပွဲများမှာစစ်တပ်ဘက်ကလက်နက်ကြီးများလက်နက်ငယ်များအပါအဝင်တပ်နက်58လက်ခဲယမ်းများဒရုန်းများကိုတိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီတပ်ဖွဲ့ဝင်အယောက်20နီးပါးတေဆုံးပြီးစစ်တုံးဘက်19ဦးကိုလည်းဖမ်းဆီးရရှိခဲ့ကြောင်း CNN သတင်းရေးမြစ်ကပြောဆိုထားပါတယ်။ဟာခါရေဗယ်ဇုံစခန်းကနေစစ်တုံးဘက်19ဦးကိုမိတာပါ။ တီမြင့်စစ်တပ်စခန်းသိမ်းတိုက်ပွဲမှာတနက်တီ RPG 60မမတွေရခဲ့တယ်စခန်း၄ခုကိုတိမ့်ပတ်ရမှာတေဆုံးသူစစ်ကောင်စီဘက်ကအယောက်20ကျော်လောက်ရှိမယ်စစ်သားတွေကတော့အကုန်ထွက်ပြေးကုန်ကြတာတော်တဲ့ခြုံထဲမှာလည်းအလောင်းတွေရှိတယ်လက်နက်ခဲယမ်းကတော့58လက်လောက်ရထားတယ် drone တွေလည်းပါတယ်ပြီးရင် November 26ရက်နေ့မှာဟာခါမျိုးဘျူဟာကုန်း116တိုက်ရင်မှုကိုဟာခါကအပြန် အော်တိုတောင်ကနေပြီးတော့ CC တက်ကဖြစ်တယ်ဒဏ်ရာရပြီးစေးုံတင်တာမနေ့ကတိုင်ရင်မှုဆုံးသွားတယ်လို့ပြောတယ်ခါလိုက်ရနှစ်နှစ်နဲ့တိုင်ရင်မှုသေးတာလဲပြောပြပါပြီဟာခတိုက်ပွဲမှာတိုင်ရင်မှု၃ဦးသေးတယ်လို့ CNA ရဲ့သတင်းရင်းမြစ်ကပြောဆိုထားပါတယ်လက်ရှိအချိန်ထိကိုစစ်ကောင်စီတက်ကလေကြောင်းတိုက်ခိုက်မှုများလက်နက်ကြီးပစ်ခတ်မှုများစစ်ကူအင်အားဖြည့်တင်းမှုတွေရှိနေတယ်လို့သိရပါတယ်စစ်ရေးအချိန်တွေဟာဆက်လက်တင်းမာနေပြီးတော့တိုက်ပွဲများဆက်လက်ဖြစ်ပွားနိုင်တယ်လို့ CNA ရဲ့သတင်းရင်းမြစ်ကရှင်းလင်းပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းပွင့်ဖြူမြို့နယ်မဲဆလီစေတော်ကျိုးတရားမှာရှိတဲ့အကြမ်းဖက်စစ်တပ်ဂိမ်းနယ်အလောင်းလာကောက်တဲ့စစ်ကြောင်းကိုမိုက်ဆွဲပစ်ခတ်တိုက်ခတ်ရာစစ်သား၅ဦးတေဆုံးပြီးတနက်တလတ်တင်းစီရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ28ရက်နေ့မနက်6:30မိနစ်အချိန်ပွင့်ဖြူမြို့နယ်မဲဆလီစေတော်ကျိုးတရားစေတော်ဘတ်ချန်းဂိမ်းမှာရှိတဲ့အကြမ်းဖက်စစ်သား၃ဦးကိုဝင်ရောက်ပစ်ခတ်တိုက်ခတ်ရာတိုက်ပွဲမင်းနဲ့20ခန့်ကြာမြင့်ခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်သား၃ဦးနေရာမှာတွင်ပွဲချင်းပြီးတေဆုံးသွားတယ်လို့သိရပါတယ်။ကျန်တဲ့စစ်သား၂ဦးကတော့ဒဏ်ရာရနေတဲ့ မဲဆယ်လီဘက်ကိုထွက်ပြေးသွားတဲ့အတွက်လိုက်လံပြက်ခတ်ခဲ့ရာတအူးကတော့ထမှန်တိတ်ဆုံးသွားတယ်လို့သိရပါတယ်။ကျန်တဲ့တအူးကတော့ဒဏ်ရာများနဲ့ပြန်လည်ခုခံပြီးတော့ပြစ်ခတ်ခဲ့တဲ့အတွက်လက်နက်ကောက်ယူနိုင်ခြင်းမရှိဘဲထွက်ပြေးဆုတ်ခွာခဲ့တယ်လို့သိရပါတယ်။ ်တရားရဲ့စေတော်ဘတ်ချမ်းမာက3ဦးမဲဇလီဘတ်ချမ်းမာက2ဦးရှိတာ3ဦးစလုံးတည်တယ်ဒဏ်ရာရပြီးပြန်ပြစ်တဲ့တဦးကလည်းထပ်တည်တယ်လို့သတင်းရတယ်ဒဏ်ရာနဲ့ပြန်ပြစ်တဲ့သူကိုမဲဇလီဘတ်ချမ်းမာရှိတဲ့2ယောက်ကလာကောက်ပြီးတော့စက်တိတ်ခွဲလောက်မှာလူနာတင်ကားနဲ့မကွေးစစ်စေးရုံကိုပို့လိုက်တာတည်သွားတယ်လို့ပြောတယ်ကြံတဲ့အလောင်းတွေကတော့နေ့လယ်ပိုင်းမှာလက်နက်ကြီးတွေထောက်ဆက်လက်တွေထောက်ပြီးတော့လာကောက်သွားတာမဲဇလီဘတ်ချမ်းကစစ်သားတွေပဲလို့မင်းဘူးခရိုင်အမှတ်ခွန်တပ်ရင်းကသတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူတို့ကပြောကြားထားပါတယ်အခုလိုမျိုးတည်ဆုံသွားတဲ့စစ်သားအလောင်းများကိုလာရောက်ကောက်ယူတဲ့အကြမ်းဖက်စစ်သားအယောက်20ခန့် န့်ကိုတရားဂိတ်မှာမိုးလွယ်တန်တားရီ30မိနစ်အချိန်မှာအဝေးထိပ်မိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ရာစစ်သား2ဦးထပ်မံသေဆုံးပြီးထိခိုက်ဒဏ်ရာရရှိတဲ့စည်ရင်းကိုတော့စုံစမ်းနေဆဲဖြစ်တယ်လို့သိရပါဗျာ ၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားတွေထံကနေပြီးတော့ G2 အမျိုးအစားတပ်နဲ့တက်လက်ကြီပေါက်3ခု G28 တောင်းလက်ကင်ဖုန်းနှလုံးအပါအဝင်စစ်အုံဆောင်ပစ္စည်းများကိုလည်းတင်စီရရှိခဲ့တယ်လို့သိရပါတယ်၎င်းတိုက်ခိုက်မှုကိုမင်းဘူးခရိုင်အမှတ်ခွန်တိုက်ရင်မကွေးတိုက်ပကပရွေလျားစစ်ကြောင်းရင်းနေတာကော်လမ်နဲ့ပြည်သူ့ကာကွယ်အဖွဲ့ပွင့်ဖြူမြို့နယ်တို့ကပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရှမ်းမြောက်နောင်ချုံမြို့နယ်တောင်ခန်းကျေးရွာနဲ့ဂန်းကော်ကျေးရွာတွေမှာစစ်ကောင်စီနဲ့တောင်တမရတရားနယ်လေးတို့ကြားတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးတော့နှစ်ဖက်အထိကိုက်ကြာဆုံးများတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တိုက်ပွဲကနေတိုင်းလိုလိုပြင်းထန်နေတဲ့ဂန်းကော်မှာကအခုထိစစ်ကောင်စီတွေထိန်းချုပ်ထားသေးပဲစစ်ကောင်စီဘက်ရောဒီဘက်အဖွဲ့တွေရောအထိကိုက်များတယ်လို့ရွှေတန်းစစ်မြေပြင်မှာရှိနေတဲ့ဒုတို့ကပြန်လည်ပြပြခဲ့ပါတယ်။တိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်ဘက်ကနေ့စဉ်လိုလိုလေးချောင်းကိုအုံပြုတ်ပြီးတော့ဘုံကျဲတိုက်ခိုက်နေတယ်လို့ရွှေတန်းစစ်မြေပြင်မှာရှိတဲ့ဒုတွေစီကသိရပါတယ်။ စစ်ကောင်စီရဲ့အမြောက်တပ်တွေတရှိရာတောင်ခန်းကျေးရွာမှာတော့ပြီးခဲ့တဲ့ဩဂတ်လကလေးကစစ်ကောင်စီနဲ့တရားနာလေတို့ကြားမှာတိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပြီးလက်ရှိတိုက်ပွဲဖြစ်နေတာဟာလေးလနီးပါးရှိနေပြီဖြစ်တယ်လို့သိရပါတယ်။နောက်ချုံနဲ့မန္တလေးတိုင်းပြည်ဦးလွင်ကြားမှာရှိတဲ့ဂန်ကောအုံမတီးနဲ့ရေဝင်းစားတဲ့ကျေးရွာတွေအနီးတစ်ဝိုက်တွေမှာတော့စစ်ကောင်စီနဲ့တရားနာလေတို့ကြားမှာပြီးခဲ့တဲ့ အော်တိုဘာလာတတိယပတ်လောက်ကလေးကတိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။နောက်ချိုပြင်းလွင်ကြောင့်တိုက်ပွဲဖြစ်ပြီးတဲ့နောက်ပိုင်းမှာပြင်းလွင်မြို့အဝင်ဝက်ဝံဂိတ်ကနေစစ်ကောင်စီတပ်ကဖြတ်တန်းသွားလာခွင့်တွေကိုပိတ်ပင်ထားတယ်လို့သိရပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲတွေနဲ့ပတ်သက်ပြီးတော့စစ်ကောင်စီတပ်ဘက်ကတော့တစုံတရာထုတ်ပြန်တာမျိုးမရှိဘူးလို့သိရပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ25ရက်နေ့မှာ TNL ဘက်ကလက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲတွေကိုရပ်ဖို့အသိရှိကြောင်းထုတ်ပြန်ထားပေမယ့်မြေပြင်မှာတော့တိုက်ပွဲတွေဆက်ဖြစ်နေသလိုစစ်ကောင်စီတပ်ဘက်ကလည်း TNL ထိန်းချုပ်ထားတဲ့မြို့တွေကိုလေကြောင်းကနေတိုက်ခိုက်မှုတွေဇက်တိုက်ပြုလုပ်နေတယ်လို့သိရပါတယ်။ဒါကြောင့်လက်ရှိမှာစစ်ကောင်စီနဲ့ TNL တို့ကြားမှာအပြစ်ခတ်ရစဲရေးဆွေးနွေးမှုများပြုလုပ်ဖို့မဖြစ်နိုင်သေးဘူးလို့နိုင်ငံရေးအကဲခတ်လေလာသူတွေကသုံးသပ်နေကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းပွင့်ဖြူမြို့နယ်မှာ PDF တပ်ဖွဲ့အများကိုချင်းချောက်စာပို့ပြီးအကြမ်းဖက်ဆက်တပ်အတွက်တပ်သားတွေစုဆောင်းပေးနေတဲ့ဆယ်တော်ရွာအုပ်ချုပ်ရေးမှူးထင်းဝင်းကိုပြက်ခတ်တိုက်ခတ်ရောပွဲချင်းပြီးတိုက်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ28ရက်နေ့မနက်6:45မိနစ်ခန့်မှာဆယ်တော်ကျေးရွာအုပ်ချုပ်ရေးမှူးထင်းဝင်းကိုမင်းမှုခရအမှတ်ခွန်တိုင်ရင်ကတော်လိုင်းရဲဘော်များကပြက်ခတ်တိုက်ခတ်ရောပွဲချင်းပြီးတိုက်ဆုံသွားတယ်လို့သိရပါတယ်။တိုက်ဆုံသွားတဲ့ထင်းဝင်းဟာဩဂတ်လအတွင်းကအကြမ်းဖက်ဆက်တပ်စစ်ကြောင်းကြောင့် တင်းရှောင်နေရတဲ့ပြည်သူများကိုလက်မခံရန်ပြည်သူများကိုနှိုးဆော်ခဲ့သူဖြစ်ပြီးတော့ဆယ်တော်ကျေးရွာအတွင်းမှာပြူစောတိတင်နှံများဖွဲ့စည်းခြင်းရက်ရွာကာကွယ်ရေးနာမည်တက်ပြီးတော့စစ်တင်နှံများကိုကျေးရွာသားအယောက်၄၀ကိုပို့ဆောင်ခြင်း တိုက်ပွဲဖြစ်ပွားနေတဲ့ကာလအတွင်းမှာတိန်တော်ကိုငွေကျပ်9000လိုက်လံကောက်ခံခြင်းများကိုလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။ထင်းဝင်းစီကနေပြီးတော့တော်လိုင်းတပ်ဖွဲ့များက5.56မမ3လက်လုံတနက်တလား5.56မမ G 10တောင်းလက်ကင်ဖုန်း3လုံးတို့ကိုတိန်းစီရရှိခဲ့တယ်လို့သိရပါတယ်။ထင်းဝင်းကနိုဝင်ဘာလ17ရက်နေ့မှာမင်းဘူးခေအမှတ်ခွန်တိုက်ရင် Facebook page messenger ကိုကျွန်တော်တို့တက်ဆွဲထားတဲ့နေရာကနေဖယ်ပေးဖို့မဖယ်ပေးရင်သူကိုယ်တိုင်ဥဆောင်ပြီးတော့စစ်တပ်ကိုလမ်းပြလုပ်မယ်ဆိုပြီးတော့ချင်းချောက်စာပို့တယ်နောက်ပြီးတော့2022ခုနှစ်ဇွန်လအတွင်းကလည်းကျွန်တော်တို့ညီနောင်မဟာမိတ်တရက်ကံမရဲဘော်တွေမဲဆလီကျိုးတရားမှာတိုက်ခိုက်ခံရတဲ့အချိန်ကဖွဲ့ပြေးလွတ်မြောက်လာတဲ့ရဲဘော်တွေကိုစစ်တပ်ကိုတရင်ပေးပြီးတော့ညင်မနှိမ့်ဆက်ရာမှာလဲအားပေးအားမြောက်ပြုလုပ်ခဲ့တဲ့သူဖြစ်ပါတယ်ပြည်သူတွေကိုနှီးမျိုးစုံနဲ့ဒုက္ခပေးနေလို့ပြစ်ခတ်တိုက်ခိုက်ခဲ့ရတာပါလို့မင်းဘူးခေအမတ်ခွန်တိုင်ရင်ကတာဝန်ရှိသူတို့ကပြောဆိုထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးမြို့မှာရွှေဆိုင်ပိုင်ရှင်တွေကိုတနက်နဲ့ပြစ်ခတ်ကပစ္စည်းလူရခဲ့သူ2ဦးကိုဖမ်းဆီးရမိထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရွှေဆိုင်ကိုဓမြတိုက်ရမှာပါဝင်သူ2ဦးထဲက1ဦးကိုအခင်းဖြစ်ပွားတဲ့နိုဗ ెంబ ာလ28ရက်နေ့ည9:00နာရီခွဲကမှမကွေးမြို့နယ်ရင်းစိတ်ရွာဆစ်စေးရိတ်ဂိတ်မှာဖမ်းဆီးရမိခဲ့ပြီးတော့ကျန်တဲ့1ဦးကိုတော့ကနအူးဖမ်းဆီးရမိသူရဲ့ထွက်ဆိုချက်တွေအရာ နိုဗမာလာ26ရက်နေ့ည9နာရီခန့်မှာပြည်မြို့ရွှေစံတော်ဖရားပေါ်မှာဖမ်းမိခဲ့တယ်လို့ထုတ်ပြန်ချက်တွေမှာတွေ့ရပါတယ်။နိုဗမာလာ26ရက်နေ့မိုးလဲတနာရီခန့်မှာမကွေးမြို့ရံပယ်ရက်ရံပယ်ဈေးအနီးမှာရှိတဲ့ချိုးချိုးရတနာဆိုင်ကိုစိုင်ကယ်နဲ့တနတ်သမား2ဦးရောက်ရှိလာပြီးတော့စိုင်ပိုင်ရှင်ဦးထွန်းထွန်းဦးရဲ့တူဖြစ်သူအသက်28နှစ်အရွယ်အမျိုးသားတို့ကိုတနတ်နဲ့ပြစ်ခတ်က မှန်ပြီးတော့ကိုရိုက်ခွဲပြီးတော့ရွှေတဲတွေကိုလူယူသွားခဲ့တယ်လို့သိရပါတယ်။တနက်ပစ်ခတ်ခံရမှုကြောင့်လူငယ်အမျိုးသားဟာကြီရှက်ထိမှန်ဒဏ်ရာသာရရှိခဲ့ပြီးတော့ရွှေဆိုင်ပိုင်ရှင်ဦးထွန်းထွန်းဦးကတော့လယ်ဘင်းကိုကြီဖောက်ဝင်ဒဏ်ရာရရှိခဲ့လို့မကွေးပြည်သူစေယုံကြီးမှာကုသခဲ့ရတယ်လို့သိရပါတယ်။မကွေးစေယုံကြီးကနေတဆင်ရန်ကုန်မြို့ဂရင်တထောင်စေယုံကိုလွှဲပြောင်းကုသပေးခဲ့ရပြီးတော့လက်ရှိမှာပြန်လည်တက်တာနေပြီလို့မကွေးရွှေလုံငန်းရှင်အတိုင်းဝိုင်းထံကသိရပါတယ်။ဘယ်ဘက်လယ်ဘင်းပေါ့ပါတချက်ထိပြီးတော့ဝင်သွားတာကြည်စံကိုတော့ခွဲစိတ်ပြီးထုတ်ပြီးသွားပြီးကောင်းသွားပါပြီလို့မကွေးမျိုးကန်တို့ကပြောပါတယ်။ ထုတ်ပြန်ချက်တွေအရလူရက်တဲ့သူတွေဟာချိုးချိုးဆိုင်ရွှေရတနာဆိုင်ကနေငွေကျပ်954သိန်းကတန်ဖိုးရှိတယ်ရွှေတဲ့ပစ္စည်းအလေးချိန်73ကျပ်သားအခန့်ကိုလူရက်သွားခဲ့တာဖြစ်ပြီးတော့အဲ့ဒီပစ္စည်းတွေကိုကျူးလွန်သူတွေနဲ့အတူပြန်လဲသိမ်းဆည်းရရှိခဲ့တယ်လို့ဖော်ပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်တောင်ကုန်းမြို့နယ်ခရိုင်ကြီးရွာကိုအာနာသိန်းစစ်ကောင်စီကလေကြောင်းကနေဘုံကျဲတိုက်ခိုက်တဲ့အတွက်အပြစ်မဲ့တဲ့အရသာပြည်သူနှောက်ဦးတေဆုံးပြီး၁၉ဦးထက်မနည်းပြင်းထန်ဒဏ်ရာတွေရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဒီသမားလာတရက်နေညနေ3:00နာရီခွဲအချိန်မှာခရိုင်ကြီးရွာကိုစစ်လေရင်နဲ့ဘုံလေးလုံးထက်မနေကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်ခရိုင်ကြီးရွာဟာတောင်ကုန်းမြို့ထဲမှာတိုက်ပွဲပြင်းထန်နေခြင်းကြောင့်မြို့ပေါ်ဒေသခံများအပါအဝင်အခြားသောအရသာပြည်သူများစစ်ရှောင်နေကြတဲ့ကြီးရွာလည်းဖြစ်တယ်လို့သိရပါတယ်စစ်လေရင်နဲ့ဘုံကျဲချမှုကြောင့်တေဆုံးသူများဟာတောင်ကုန်းမြို့ခရိုင်ကြီးရွာကိုစစ်ရှောင်လာကြတယ်တောင်ကုန်းမြို့ဇီးယုံကွက်တဲ့ဂျက်ကွက်ကဒေါ်မာသိန်းအသက်82နှစ်နဲ့တာယာအေးကြီးရွာကမောင်ကျော်တက်နိုင်အသက်79နှစ်တို့ဖြစ်တယ်လို့သိရပါတယ်ဒါအပြင်တောင်ကုန်းမြို့နဲ့ ခရိုင်ကျေးရွာကိုစစ်ပေးရှောင်လာကြတဲ့စစ်ပေးရှောင်ပြည်သူ၁၉ဦးဟာလည်းထိခိုက်ဒဏ်ရာတွေရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မူဆယ်မှာပွဲစားအမျိုးသမီးတဦးကတရုတ်ဘက်ကိုတွားရောက်အလုပ်လုပ်ကြိုင်မဲ့လူအရေအတွက်ယာနဲ့ချီပြီးတော့ကိုထိမ့်သိမ်းထားပြီးမှတ်ပုံတင်တွေကိုလည်းတင်စီသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အဲ့ဒီတရုတ်ဘက်ကိုတွားရောက်အလုပ်လုပ်ကြိုင်မဲ့ယာနဲ့ချီတဲ့လုံတမားတွေဟာလက်ရှိမူဆယ်မျိုးရဲ့မှန်တရားနားမှာနေခိုင်းတာပြီးတော့ အကယ်၍ပြန်မယ်ဆိုပါကလက်နက်ကိုင်းအဖွဲ့တွေကိုဖမ်းကိုင်းမယ်ဆိုပြီးချိတ်ချောက်ထားတယ်လို့သိရပါတယ်။သူကမှတ်ပုံတွေနဲ့အကုန်လုံးကိုတင်ထားတာအလုံသမားတွေဘက်ကပြန်မယ်လို့ပြောရင်တောင်းတက်ကိုဖမ်းကိုင်းမယ်ဆိုပြီးတော့ချိတ်ချောက်ထားတာလက်နက်ကိုင်းအဖွဲ့တွေရဲ့နာမည်တွေကိုလည်းအလွဲသုံးစားလုပ်နေတာအဲ့ဒီလူတွေကအခုလေရင်ခွင်းဘက်မှန်တရားအနီးမှာဖြစ်တယ်လို့နေပြီးတော့စားတောက်နေကြရတယ်ဘာမှလည်းလုံးလုံးမရဘူး သူပြောတဲ့အတိုင်းပဲလုပ်နေရတယ်လို့ပြောဆိုထားပါတယ်။အဲ့ဒီပွဲစားဟာတရုတ်ပြည်ဘက်ကိုဝင်နိုင်ဖို့အတွက်စာအုပ်နီကိုလှုပ်ဆောင်ပေးနေတဲ့သူဖြစ်ပြီးအလို့သမားတွေဟာသူ့ကိုယုံကြည်ပြီးတော့မှတ်ပုံတင်တဲ့ငွေတွေကိုပေးလိုက်ကြတာဖြစ်တယ်လို့ဆိုပါတယ်။အဲ့ဒီတဲကလူတချို့ဟာအတိမိတ်ဆွေတွေစီကနေတဆင့်တွားရောက်ကဲထုတ်နိုင်ခဲ့ပေမဲ့အများစုကတော့ကြံရှိနေစေဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီအမျိုးသမီးရဲ့နာမည်နဲ့နေရက်လိပ်စာကိုတော့စုံစမ်းနေစေဖြစ်ပြီးတော့တပ်ဆိုင်ရာဘက်ကအရေးယူပေးဖို့အလို့သမားတွေကတောင်းဆိုနေကြပါတယ်။မူဆယ်မှာတရုတ်ပြည်ဘက်ကိုဝင်နိုင်ဖို့အတွက်ယာနဲ့ချီတဲ့ဒေသခံတွေဟာမူဆယ်မှာတောင်းတင်နေကြ ပြီးတော့ပွဲစားတွေရဲ့အမျိုးမျိုးလိန်လည်နေတာကိုခံနေကြရတယ်လို့သိရပါတယ်။စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်မှာအလုတ်ကိုင်းရှာပါမှုကြောင့်တရုတ်မြန်မာနယ်စပ်မှာအလုတ်တွားရောက်လုတ်ကိုင်းနေကြတဲ့မြန်မာနိုင်ငံသားအရေအတွက်ဟာတောင်းကနေမကရှိလာပြီလို့မူဆယ်ဒေတာကနေကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခမောင်။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခမောင်။